မွန်ပြည်နယ်စိုက်ထုံမြို့နယ်ကြောက်ကလက်ကျွာမှာပင်ကလေးမျိုးသား20ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဧပြီလ6ရက်နေ့ညပိုင်းကကျွာမှာပင်ကလေးမျိုးသားတွေရောက်ရှိနေတယ်လို့သတင်းအရစိုက်ထုံမြို့နယ်ရဲတပ်ဖွဲ့မှတိန်စရက်နယ်မြေရဲစခန်းမှုနဲ့တပ်ဖွဲ့ဝင်တွေတာဝန်ရှိသူတွေဟာကြောက်ကလက်ကျွာအရှေ့ဘက်၅ဘာလုံခန့်အကွာမှာရှိတဲ့ဦးတင်အေးပိုင်ဆိုင်နဲ့ရောဘာချန်ကိုပိတ်ဆို့ရှာဖွေခဲ့ရာစုစုပေါင်းပင်ကလေးမျိုးသား18ဦးကိုတွေ့ရှိဖမ်းဆီးရမိခဲ့တဲ့အတွက်တိန်စရက်နယ်မြေရဲစခန်းကိုခေါ်ဆောင်စစ်ဆေးလျက်ရှိတယ်လို့သိရပါဗျ။ ဧပြီလ9ရက်နေ့နနက်9:00ခွဲအချိန်ကမှလည်းဦးတင်အေးရဲ့ Robert Chan အတွင်းမှာပဲရခိုင်ပြည်နယ်မင်းပြမြို့နယ်အောင်တိုင်ကျွရမှာနေထိုင်တဲ့မင်္ဂလီမျိုးသားရွှေအောင်ကိုထပ်မံဖမ်းဆီးရမိခဲ့ပြီးဧပြီလ9ရက်နေ့ညနေ4:00မှာလည်းကြောက်ကလက်ကျွရအုပ်စုအောက်လူလေးကျွရအရှေ့မြောက်ဘက်တမိုင်ခွဲအကွာရှို့အတွင်းပိတ်ဆို့ရှာဖွေရမြောင်းမြို့နယ်ရှမ်းတောင်ရွာနေတွေဖြစ်တဲ့လက်ရှိဟာကင်းနဲ့မမွတ်စာတက်တို့နှစ်ဦးကိုထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ရဲမှတ်တမ်းတွေရသိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့မင်္ဂလီ20ဦးတို့ကို စစ်ချက်ရသူတို့ဟာဧပြီလ9ရက်နေ့ကရမောင်းစီတူမောင်းနေနဲ့ high အမျိုးအစားခဲအောင်ရှင်နဲ့ရမောင်းတီဟာမောင်းနေနဲ့ probox အမျိုးအစားဖြူရောင်ရင်နှစ်စင်းနဲ့ရခိုင်ပြည်နယ်မြောက်ဥကနေထွက်ခွာခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ကျူတင်ဆောင်ဆိုင်နေသူနှစ်ဦးတို့ကကြောက်ကလက်ကျွေးရထိမှာရှိတဲ့ဥတီရေးပိုင်ဆိုင်နဲ့လူမနေတဲ့ rubber ချမ်းအတွင်းခေါ်ဆောင်ထားရှိခဲ့ပြီးဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။သင်္ကလီလူမျိုးတွေကိုရခိုင်ပြည်နယ်မင်းပြမြို့နယ်အောင်တိုင်းကျေးရွာမှာနေထိုင်တဲ့ရော်ဘီအာလောင်ကမလေးရှားနိုင်ငံမှာတွားရောက်အလုပ်လုပ်ကိ င်းဖို့စူးစောင်းခဲ့ပြီးစုံနဲ့ဆိုင်းသူရာဆိုတော့နှုတ်နဲ့သဘောတူလုံခိုင်ခဲ့တာဖြစ်တယ်လို့ရဲမှတ်တမ်းတွေအရသိရပါဗျ။မင်္ဂလီတွေကိုအကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပကိုပို့ဆောင်ပေးဖို့ထိတ်ဆက်ပို့ဆောင်ဖို့ဆောင်ရွက်ခဲ့သူတွေနဲ့ဇုံနဲ့ဆိုင်းသူရဆိုးတို့ကိုဖမ်းမိခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေသူတွေဖြစ်တဲ့ရော်ဘီအာလောင်၊ရမောင်းတွေဖြစ်တဲ့စီသူနဲ့တီဟာတို့ကိုတိမ်ဆက်နေပြီးရဲစခန်းကပါ68မြင်းဆောင်2000စခွန်ပြည်ပလောက်ကိုင်းဥပဒေပုံမှာ26ရာအမှုဖွင့်အေးအေးယူထားတယ်လို့သိရပါဗျ။ thank you